ဟုတ်တယ်ဟိုကျွန်တော်တို့ပြိဿအတိမပြုခဲ့တဲ့ဇကားတွေဆိုလို့ရှိရင်တော့အချစ်ကားတွေပုံများတယ်ပေါ့နော်အအချစ်နဲ့ဒီ drama နဲ့ရောတဲ့ဇာလန်းတွေပေါ့ပုံများတယ်ဆိုတော့ဘာဖြစ်ဖြစ်လေးအဲဘယ်လိုခုံလဲဆိုတော့အဲကျွန်တော်နဲ့ဥပ္ပိနဲ့ပြန်ရိုက်တဲ့အချိန်မှာလည်းဟိုအချစ်ကားပုံမှာအချိန်ခံပြီးတော့မှတခြားရသလေးပြန်ထည့်တာပေါ့လေအဲအဲ့သဘောမျိုးလိုတော့မြင်ပါတယ်ဗျာအဲ့ပေါ်ဒီဟာကတော့ တကယ်တမ်းလဲအဲ့လိုမျိုးမမီတဲ့အရာတခုကိုလှမ်းယူလို့ရှိရင်ပြောကြတတ်တဲ့သဘောပေါ့နော်အာဆိုတော့ဒါကတော့ဒီဇကာကတော့ဒါလူနေမှုပုံစံကွာခြားမှုပေါ်မှာမူတည်ပြီးတော့ကျွန်တော်ဇလန်းတိဆောက်ထားတဲ့ဇလန်းပုံစံပေါ့နော်ဆိုတော့ဒီကားလေးမှာလဲဒါကျွန်တော်လည်းပူပွေးနေတာပထမဆုံးဒါပြန်ဆုံနေပေါ့နော်နောက်နောက်အာဒါနောက်ပိုင်းရိုက်တဲ့ကားတွေထဲမှာပြန်ဆုံရတဲ့ဇာတ်ကားတွေ့တဲ့ကားကြတော့အမှတ်တရလည်း ရှိတယ်နောက်ပြီးတော့ဘယ်လိုခေါ်မလဲဆိုတော့ဒီဇလန်းဆက်အိတ်ဒီစောင်းမှုပုံစံတွေရအစပါတော့ဒါကြီးရှုအပေးမဲ့ပြိတ္တအတွက်ကိုလည်းအများကြီးကျွန်တော်တို့စဉ်းစားပြီးတော့မှဒီကားလေးကိုရွေးချယ်ဖြစ်တာပေါ့ဟုတ်ဟွာဘောဟွာဇလန်းဖက်တဲ့အချိန်မှာလည်းဟိုကဒီဇကားလေးရတော့ဒါရိုက်ကူရရမယ်ဇလန်းတစ်ခုလုံးကျွန်တော်လုံးသတ်မိတယ်ပေါ့နော်နောက်ပြီးတော့ပွေးနဲ့ကျွန်တော်လည်းဒါပြန်ပြီးတော့ဟိုကြည့်တဲ့အချိန်မှာပြိတ္တအနေနဲ့ကလည်းပြန်ဒီဒီကားလေးပေါ်မှာ အာကြည့်ရတဲ့အချိန်မှာဟိုးအရင်တော့ကကြည့်ခဲ့တဲ့ခံစားမှုမျိုးမဟုတ်ပေမဲ့လည်းဒီလက်ရှိရောက်နေတဲ့အခြေအနေအသက်အရွယ်ပုံမှာလည်းပေါ့နော်ဟိုဟာရိတ်တင်ရိတ်တဲ့တဲ့ကာရိုက်တာမျိုးလေးပေါ့ဟိုကျွန်တော်တို့ဟိုအရင်တော့ကရိုက်ခဲ့တဲ့ excellent presentation မျိုးမဟုတ်တော့ပဲနဲ့ဒီအသက်အရွယ်တစ်ခုမှာရောက်လာတဲ့အချိန်မှာရိုက်ရိုက်ကူးမှုအော်လောက်ရမယ်နောက်ပြီးတော့ အဲအမှုပညာလောကမှာအချိန်ကြာကြာလာဖြတ်တန်းထားပြီးသားတရုတ်ဆောင်တွေစုံတွေ့ရမဲ့ဇလန်တိုက်မျိုးပါပဲအဲအဲ့လိုမျိုးကိုပဲဦးစားပေးပြီးရွေးထားတာပါဒီထဲမှာတော့ main casting ကတော့ကျွန်တော်တို့3ယောက်မှတ်မှာတော့3ယောက်ဆိုတာတက်ကို4ယောက်လို့ပြောလို့ရတယ်ပေါ့နော်အဲ4ယောက်ကရင်ပြီးတော့မှလာအပြိုင်ဆိုင်အတင်ချແລະပေးຢູ່ດີນະເລົ່າອາແມ່ဇະລັນບໍ່ဟໍອະຍາຍບໍ່ສິນສາແລ້ວວ່າບໍ່ວ່າສໍດີດີສະກາດແລະຍະຊັດກອງວ່າບໍ່ໂກນແລະນະແນ နိစ္စမှုရှိတယ်ပေါ့နော်တရုတ်ဆောင်ရတဲ့အချိန်မှာထူ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 အများကြီးလှုပ်ယူစရာမလိုတဲ့ဇက်ကောင်မျိုးလည်းဖြစ်နေတယ်ပေါ့နော်အဓိကတော့ဇလန်းတင်ဆက်မှုပုံစံနဲ့ presentation ကိုပဲဦးစားပေးထားတာပါဟိုဟာမျိုးကြီးအရင် character ထူးဆန်းရတော့လည်းမဟုတ်ပါဘူးအရင်ချစ်တတ်တယ်လေဒါကဘယ်လိုခုံလဲဆိုတော့ကိုယ့်ရဲ့အင်တာဖက်ပေါ်မှာအရင်ချစ်တတ်ပြီးတော့ဘယ်လိုခုံလဲဆိုတော့ဒီမိသားစုပေါ်မှာလည်းအရင်ဟိုတစ္ဆာရှိတဲ့ မျိုးသားတယောက်ရဲ့ပုံစံပေါ့နော်အဲအဲ့လိုပုံစံလေးနောက်ပြီးတော့ဒီဘယ်လိုခေါ်မလဲဆိုတော့ဒီအလုတ်ကိုပဲဦးစားပေးပြီးတော့တခါလေကြာလို့ရှိရင်အဲမေတ္တာရရားတွေတခါကြာရင်ပျောက်နေတတ်တယ်ဆိုတဲ့ဟာမျိုးလေးတွေပါတယ်ပေါ့နော်အဓိကတော့ဒီကားမှာဟိုမင်းတိလှဆိုတဲ့ဇက်ကောင်ပေါ့နော်အဲ့ဇက်ကောင်ကပုံမှန်ကျွန်တော်တို့အော်ချစ်တတ်တာနဲ့ပို့တဲ့ချစ်ချင်းမျိုးနဲ့ချစ်တတ်တဲ့ယောက်ျားတယောက်တယောက်ဆောင်ပါပါဟုတ်တယ်ဟိုက ကျွန်တော်တို့ပြိဿအတိမပြုခဲ့တဲ့ဇကားတွေဆိုလို့ရှိရင်တော့အချစ်ကားတွေပုံများတယ်ပေါ့နော်အအချစ်နဲ့ဒီဒရမာနဲ့ရောတဲ့ဇာလန်းတွေပေါ့ပုံများတယ်ဆိုတော့ဘာဖြစ်ဖြစ်လေးအဲဘယ်လိုခုံလဲဆိုတော့အဲကျွန်တော်နဲ့ဦးဝင်းနဲ့ပြန်ရိုက်တဲ့အချိန်မှာလည်းဟိုအချစ်ကားပေါ်မှာအချိန်ခံပြီးတော့မှတခြားရသလေးပြန်ထည့်တာပေါ့လေအဲအဲ့ဒီသဘောမျိုးလိုတော့မြင်ပါတယ်ဗျဟုတ်တယ်နည်းနည်းလေးဒီဒီကားမှာကတော့ဖူးဖင်းနဲ့ကျွန်တော်နဲ့အစရိယဒါညားပြီးသားပေါ့အဲအဲ့လိုမျိုးပေါ့ ါဆက်လိုက်လို့အိမ်တော်ရေးဘက်ကိုပဲဦးစားပေးထားတာပါအိမ်တော်ရေးနဲ့အဲအဲဘယ်လိုခုံလဲဆိုတော့အိမ်တော်ရေးရဲ့အဖြစ်အပျက်လေးတစ်ခုပေါ့နော်အိမ်တော်ရေးမှာအဖြစ်အပျက်ဖြစ်ပျက်တတ်တဲ့အဖြစ်အပျက်တစ်ခုနောက်ပြီးတော့အော်အိမ်တော်ရေးမှာလည်းဘယ်လိုခုံလဲဆိုတော့ထိသိမ်းနိုင်ဖို့အရေးကြီးရယ်ဆိုတော့တူဥပမာတူထိသိမ်းနိုင်ဖို့အရေးကြီးရယ်ဆိုပုံစံလေးပေါ့ပြင်က live နဲ့တော့အများကြီးတော့ကျွန်တော်တို့ compare လုပ်ပြီးတော့တော့မရပါဘူးအော် အဓိကဘာလဲဆိုတော့ကိုအသက်အရွယ်နဲ့ life ဖက်တဲ့ဇာကာဇလန်းမျိုးတွေကိုလည်းဒါကိုယ့်စီကိုရောက်လာတာပါတယ်ပေါ့နော်နောက်တစ်ခုကတော့ဇက်ကောင်တိဆောက်တယ်ဆိုလို့ရှိရင်အဲ့ဒီဇက်ကောင်မှာရှီတင်ရှီထိုက်တဲ့အဲ character flow တွေပုံမှာလည်းကျွန်တော်တို့ကအများကြီး develop လုပ်ပြီးတော့ဆိုဆွေးနွေးရတာဖြစ်တဲ့အခါကျတော့ဇက်ကောင်တိုင်းကတော့အပြင်နဲ့နှိစက်ဖို့ဆိုတော့မလွယ်ဘူးပေါ့နော်ဒါပေမဲ့ဒီထဲမှာမင်းတီမင်းတီလာဆိုတဲ့ဇက်ကောင်ကကျတော့ဟိုပါပေါ့နော်ဟိုပါဘယ်လိုခေါ်မလဲဆိုတော့သူ့ရဲ့ အဲဘယ်လိုခေါ်မလဲတိစောက်ထားတဲ့ပုံစံအားကြတော့ကျွန်တော်တို့ဟိုမြင်နေကြဟိုအမျိုးသားတွေမှာရှိပျောက်ဆုံးနေတယ်ပေါ့နော်အဓိကတော့အမျိုးသားတွေမှာနည်းနည်းလေးပျောက်ဆုံးနေတဲ့ချက်ချင်းမြတ်တာကိုပို့ပြီးတော့ပေါ်ကျူထားတဲ့အကားလို့ကျွန်တော်ပြောလို့ရပါတယ်ဗျာအဓိကတော့ဒါသူ့ရဲ့ဉာဏ်ပညာရည်သွေးကိုတော့ဒါပြိသက်တွေလည်းမြင်တွေ့ပြူးသားပေါ့နော်ဟိုအစ်စ်အစ်စ်ဆိုပေမဲ့ဒါပြိသက်စီကိုအာဒီမင်းဆက်ရဲ့ဉာဏ်ပညာခံတိမှုတွေက ဒါရောက်လဲရောက်ပြီးသွားပြီနောက်ပြီးတော့နောက်ထပ်လဲရောက်ဖို့လည်းရှိတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ဒီနောက်ထပ် generation ပေါ့နော်ဒီ dating နဲ့ပတ်သက်တဲ့ဒီ generation တခုဟိုဒီလိုမျိုးစ조사ပြီးတော့ဒီလိုမျိုးပြည်သက်ရှင်တွေကိုရောက်အောင်ရိုက်ရိုက်နိုင်တဲ့လူငယ်မျိုးဆက်တွေကိုလည်းတွဲပြီးတော့ကျွန်တော်တို့ကလှုပ်လှုပ်ချင်တာလည်းတကြောင်ပေါ့နော်နောက်ပြီးတော့ဒီမျိုးအနုပညာဟို조사နေတဲ့လူငယ်တိုင်းရဲ့အခွင့်အရေးကိုလည်းကျွန်တော်တို့ကဟိုပေးကျင်တဲ့တကြောင်ပေါ့နော်ပေးကျင်လဲဆိုတာကတော့ကိုယ်တွေလည်း ာအလုပ်လုပ်လို့ရနေတဲ့အချိန်မှာဒီလိုမျိုးပူပေါင်းပြီးတော့ဟောဆောင်ရွက်ပြီးတော့မှကျွန်တော်တို့ဒီအမှုပညာပစ္စည်းတစ်ခုကိုပရိသတ်စီကိုအရောက်ပို့ပေးချင်ခဲ့တာလည်းပါတာပေါ့နော်အဲ့ဒီစိတ်နဲ့ဒီဒီကားလေးကိုလည်းလက်ခံဖြစ်တာပေါ့နောက်တစ်ခုကကျတော့ဝင်းသပြေပေါ့အဲဝင်းသပြေကကျတော့ဟိုးရေတုံးကလေးကပေါ့နော်ကျွန်တော်တို့နဲ့ဒါကားရည်လည်းအပြင်မှာလည်းစုံမှုတယ်ပေါ့နော်ပြင်မှာလည်းဒါခင်မင်မှုပြောရှိပါတယ်အဲမဲ့ရုပ်ရှင်တွေကျွန်တော်မရိုက်ဖြစ်ခဲ့ဘူးပေါ့နော်ဆိုတော့ အဲသူနဲ့ပတ်သက်ပြီးတော့လည်းဒီကားလေးကိုအမှတ်တရလေးဖြစ်စေခြင်းလေအခုခွေးရဲ့ကျွန်တော်ရဲ့ဒီ၃ရောင်ရေပေါ့နော်နောက်ထပ်နောက်ထပ်အမှုပညာရှင်ညီငယ်ညီမငယ်လေးတွေလည်းပါသေးရေပေါ့နော်အဲဒါအကုန်လုံးပူပေါင်းပြီးတော့ဒါမမြင်ဘူးတဲ့အတွဲဆက်ကလေးကိုပြိတက်ကိုလည်းပြစေပြပြခြင်းနဲ့ရည်ရွယ်ချက်ကလေးကြောင့်ဒီအားလေးကိုလိုက်ဖြစ်တာပါဒါကတော့မျိုးစုံပေါ့နော်ကျွန်တော်တို့ကဒီนี่จะจะဖြတ်တန်းခဲ့တဲ့အတွေ့အကြုံကတော့ဒီအတွေ့အကြုံကိုတော့ကျွန်တော်တို့ဒီအလုပ်လုပ်တဲ့အချိန်မှာကျွန်တော်တို့က အာဟိုလမ်းကြောင်းတစ်ခုပေါ်မှာဟိုအမှားနဲ့အောင်တက်မှတ်ပြီးလို့ရတာပေါ့လေအဲ့ဒါအတိတ်တည်းစီကနေရတာကကြတော့ဗာလဲဆိုတော့တင့်လွင်မှုပေါ့ဒါကတော့ဒါပြောစရာမလိုဘူးသူတို့ရဲ့အတွေးခေါ်ယူဆနောက်ပြီးတော့တင်ပြမှုပုံစံတွေပေါ့နော်ဒါတွေကကျွန်တော်တို့နှစ်ကာလပြောင်းလဲလာတဲ့အလျောက်တစ်နည်းနဲ့တစ်နည်းအမှုပညာလောကဆိုတော့ပြောင်းလဲနေရပဲဆိုတော့လေဒီပြောင်းလဲမှုတွေကိုဟောသူတို့ဒီပြောင်းလဲမှုတွေကဒီအတိတ်တည်းစီကနေပြန်ပြီးတော့ထင်ဟပ်တာတွေလည်းရှိပါတယ်ဆိုတော့အဲ့ဒါတွေနဲ့အကုန်လုံးပေါင်းစပ်ရတာပေါ့လေဟော ဒီမတက်မရာဆိုတော့ရုပ်ရှင်ဇာတ်ကားဒီမော်ရုပ်ရှင် production ရနေပြီးတော့မှကျွန်တော်တို့ထုတ်လုပ်မယ်ပေါ့နော်ဆိုတော့ဒီနေ့ကဒါပရိသတ်ကိုအတီးပေးတဲ့အဲပွဲလေးဖြစ်ပါတယ်ဆိုတော့ဒီကားလေးမှာကျွန်တော်ကတော့ဒါမင်းတီလာမင်းတီဟာပေါ့နော်မင်းတီဟာဆိုတဲ့ character နဲ့အဲပရိသတ်အဲကိုကျွန်တော်ကဟိုအကျိုးစားခွင့်ရတဲ့ဇာတ်ကားလေးပါဆိုတော့ကျွန်တော်ရဲ့ကုကုရဲ့ဝင်းတပြေရဲ့နောက်ထပ်လူပညာရှင်ဒီကိုအောင်မရများစွာအနေပြီးတော့မှဒီကားလေးကိုအကောင်းဆုံးအောင်ကြိုးစားကြပါမယ်လို့ပြောချင်ပါတယ်ခင်ဗျာ thank mm -hmm. you